မင်္ဂလာပါရှင်ဒီကနေ့အနောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဒေါအောင်ဆန်းစုကြည်ကိုလွှတ်ပေးပြီးနိုင်ငံရေးထွက်ပေါက်ရှာဖို့မင်းအောင်လှိုင်ကြံစည်နေပြီဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်၅နှစ်ကျော်လာပြီဖြစ်တဲ့မြန်မာနိုင်ငံရဲ့နိုင်ငံရေးမတည်ငြိမ်မှုအလင်းမှာအာနာရှင်မင်းအောင်လှိုင်အတွက်ထွက်ပေါက်တစ်ခုရှာဖွေလို့သည့်လှုပ်ရှားမှုတွေစတင်မြင်တွေ့လာရပြန်သည်ဟုနေပြည်တော်အတွင်းရှိအရာရှိတချို့ကထုတ်ဖော်ပြောကြားလာကြပါတယ် အမတ်မထင်ထားတဲ့ပြည်သူ့ကောက်ွယ်ရေးတပ်မတော်ပူပေါင်းမဟာမိတ်အဖွဲ့ရဲ့တော်လှန်မှုနိုင်ငံတကာဖိအားတွေကြောင့်မြောက်လိုက်လက်ရှိအာဏာအခြေခံဟာမကြသေးခင်ကထင်ရတဲ့အတိုင်းမကောင်းတော့ပဲကြာရှုံးနေပြီလို့တွေးဆနိုင်ပါတယ်။ရှင်းအခြေအနေအားလုံးအပေါ်မြောက်လိုက်ထိတ်တန့်အကြံပေးအချို့ကနိုင်ငံရေးအတိုင်းအတာတစ်ခုအနေနဲ့ဗဟုဥဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးခြင်းကတပ်မတော်အတွက်ယာယီထွက်ပေါက်တစ်ခုဖြစ်နိုင်သည်လို့အကြံပေးနေကြပြီးရှင်းအကြံကလည်းသူ့အကြပိုင်းမှာတဖြည်းဖြည်းလက်ခံလာနိုင်လိမ့်မယ်လို့ဆိုကြပါတယ်။ နောက်ဆုံးလအနေငယ်အတွင်းစစ်အုပ်စုဟာနိုင်ငံရေးအာဏာပျောက်သွားမှုအခြေအနေနဲ့တမျိုးမျိုးသောညှိနှိုင်းဆွေးနွေးမှုကိုစတင်လို့စိတ်ထားလာသည့်သတင်းတွေထွက်ပေါ်လာပါတယ်။ရန်ကုန်နေပြည်တော်မန္တလေးတို့မှာလုံခြုံရေးအဖွဲ့များမကြာခဏတိုက်ခိုက်ခံလာရပြီးနေပြည်တော်နာတိအေအေပူပေါင်းတပ်တွေရောက်လာတဲ့အနေအထားမှာစစ်အုပ်စုအတွက်သတိထားကြည့်နေရသလိုစစ်အုပ်ချုပ်ရေးအတွက်နိုင်ငံတကာဖိအားဟာထိမ့်မရအောင်တိုးလာနေပါတယ်။အကြံပေးတချို့ကဒီလိုအခြေအနေတွေကနေ စစ်ကောင်စီရဲ့တန်တရာခင်ခင်ထွက်ပေါက်တစ်ခုကတော့ဒေါအောင်ဆန်းစုကြည်ကိုလွတ်ပေးခြင်းဖြစ်နိုင်တယ်လို့ပြောကြပြီးထိုကိစ္စဟာအနောက်နိုင်ငံတွေနဲ့ညှိနှိုင်းသွားတဲ့သဘောမျိုးတင်နိုင်မဲ့မျှော်လင့်ချက်တစ်ခုလည်းဖြစ်လာနိုင်ပါတယ်။မင်းအောင်လိုက်တယောက်ဟာလွတ်မြောက်လာမဲ့နိုင်ငံရေးအလယ်မှာသူ့ကိုယ်သူအပြစ်ကင်းအောင်ဆောင်ရွက်နိုင်ဖို့အလွန်ကြိုးစားနေပြီလို့တုံသက်သူများကဆိုကြပါတယ်။တမတော်တွင်မှပင်ရေရှိတိုက်ပွဲဝင်နေရခြင်းကိုအရာရှိတချို့စိတ်ပြက်လက်ပြက်ဖြစ်နေကြပြီးလက်ရှိတမတော်ထိန်းချုပ်နိုင်မှုဟာလည်း တနည်းနဲ့တနည်းနေသွားသည်ကိုတွေ့ရပါတယ်။ဒါကြောင့်မင်းအောင်လိုင်းအတွက်နိုင်ငံရေးထွက်ပေါက်တစ်ခုကြန့်စီနေပြီးရွေးကောက်ပွဲကိုအကြောင်းပြဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့သတင်းတွေကြဲကြဲပြန့်ပြန့်တွေ့လာရပါတယ်။ထို့ပြင်တချို့သတင်းရှင်းမြစ်တွေကနိုင်ငံတကာအဖွဲ့အစည်းတွေကမင်းအောင်လိုင်းအပေါ်အပြင်းအထန်ဖိအားပေးမှုတွေဇက်တိုက်ဆိုသလိုလှုပ်လာကြပြီး2025နှစ်ကုန်မှာပြုလုပ်မယ့်ရွေးကောက်ပွဲဟာလည်းအတုရောင်သားဖြစ်ပြီးဘလို့မှလက်ခံနိုင်စရာမရှိကြောင်းကုလသမဂ္ဂအပါအဝင် EU ASEAN စတဲ့အဖွဲ့အစည်းအလုံးကလည်းပေချထားကြပါတယ်။ အဲ့ဒီအချိန်မှာတက်မတော်ကစီလုံထိမ့်သိမ့်နိုင်တဲ့တခုတည်းသောနိုင်ငံရေးအကြံပြုစနစ်တခုကိုပြန်ဖန်တီးခြင်းဖြစ်ပြီးအပြင်လောကပြောင်းလဲဖို့အကျိုးရှိမဲ့အကြံပေးချက်အနေနဲ့ဒေါအောင်ဆန်းစုကြည်လွတ်လပ်ရေးကိုတဆင့်ထွက်ပေါက်အနေနဲ့သုံးသပ်နေကြပါတယ်။ဒါပေမဲ့ပြည်သူလူထုနဲ့တော်လှန်ရေးအဖွဲ့များအနေနဲ့တက်မတော်ရဲ့ဤလှုံ့ဆော်မှုကိုလုံးဝယုံကြည်ကြမယ်ဆိုတာမရှိနိုင်ပေ။ဒေါအောင်ဆန်းစုကြည်လွတ်လပ်သွားတဲ့အခါတောင်လေးစေအုပ်စုကိုခွင့်လွှတ်နိုင်စရာမရှိပဲဆက်လက်တိုက်ခိုက်ဖို့အတိတ်တန်ပြုကြတာတွေ့ရပါတယ်။ တို့ရတွင်နေပြည်တော်အတွင်ကတရင်ရင့်မြက်တချို့ကပြောကြသလိုမင်းအောင်လိုင်အတွက်အခုချိန်ကငြိမ်းချမ်းရေးဝင်ဖို့တက်တာရအလားအလာတစ်ခုရဖို့နောက်ဆုံးအခွင့်အရေးဖြစ်နိုင်ပါတယ်။ဒေါအောင်ဆန်းစုကြည်လွတ်လပ်လာပါကပြည်သူအနေနဲ့တင့်တင့်သောနိုင်ငံတကာ PR လျှော်နေလာနိုင်တယ်လို့တမ်မတော်ဟာနိုင်ငံရေးပေါ်တက်လာပြီးမီးလောင်မိုးလေတွေကလွတ်မြောက်နိုင်မဲ့စောင့်စားနေမဲ့အကြောင်းအရာတစ်ခု ဖြစ်လာနိုင်ပါတယ်။သို့တော်လည်းရင်းကိစ္စသည်တပ်ဖက်တလန်းနဲ့ထားမိတိတိတသာကိစ္စမဟုတ်ပဲ ီသူတော်လန်ရေးဝင်ရိုးသမားများအတွက်ကတော့ဒေါအောင်ဆန်းစုကြည်ကိုလွှတ်ပေးခြင်းဟာစေအုပ်စုကိုကဲတင်ဖို့မဟုတ်ပဲပြည်သူလွတ်လပ်ရေးအတွက်တစိမ့်တစ်ပိုင်းအောင်ပွဲတစ်ခုသာဖြစ်မယ်လို့လည်းဆိုကြပါတယ်။အခြေအနေကြကြမကြကြလွတ်လွတ်မလွတ်လွတ်ဆိုတာမသေးကြသေးပေမယ့်နေပြည်တော်အတွင်းမှာတကယ်ပဲလှုပ်ရှားတဲ့များညာလာနေပြီဖြစ်ပြီးမင်းအောင်လိုင်းအတွက်နိုင်ငံရေးထွက်ပေါက်ရှာဖို့အဆက်မပြတ်ကြံစီနေသည့်အနေအထားရှိနေကြောင်းတက်တွင်သတင်းတွေကဆိုထားပါတယ်။ ဆက်လက်ပြီးစစ်ကော်မရှင်ကရွှေခောက်ပွဲဥပဒေဖြင့် KNU ကိုအမှုဖွင့်ပြီးညဝရီရှိထောက်ခံသူတချို့နဲ့တံပြန်ဝါဒဖြန့်နေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။စစ်ကော်မရှင်က၎င်းတို့ကိုခုခံတော်လှန်နေသည့်ကရင်အမျိုးသားအစည်းအရုံး KNU ကိုရွှေခောက်ပွဲဥပဒေဖြင့်အမှုများဖွင့်ထားပြီးညဝရီမြို့နယ်မှာထောက်ခံသူအချို့ဖြင့်၎င်းတို့၏ရွှေခောက်ပွဲကိုထောက်ခံကြိုးဆိုကြောင်းတံပြန်ဝါဒဖြန့်မှုများကိုလှုံ့ဆော်ပြီးအကြေတဝင့်ဖော်ပြလာကြောင်းသိရပါတယ်။ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပြန်လည်ပြုလုပ်မိရွေးကောက်ပွဲအတူကိုလက်မခံဘဲကန့်ကွက်တိုက်ဖြတ်ရန်ကြီးညာထားသော KNU ဥက္ကဋ္ဌအပါအဝင်ခေါင်းဆောင်များကိုစစ်ကောင်မရှင်ကအမှုဖွင့်ထားပါတယ်။မချသိမ်းမိကလည်း KNU တပ်မဟာတပ်တထုံခရိုင်ဥက္ကဋ္ဌအပါအဝင်22ဦးကိုရွေးကောက်ပွဲဥပဒေဖြင့်အမှုဖွင့်ခဲ့ပါတယ်။စစ်ကောင်မရှင်သည်လာမည့်ဒီဇင်ဘာလ28ရက်နေ့တွင်ကရင်ပြည်နယ်ရှိဖအံမြဝတီနှင့်တန်တောင်ကြီးအပါဝင်နိုင်ငံတော်ဝန်မျိုးနယ်တရားနှမျိုးနယ်၌ရွေးကောက်ပွဲအပိုင်းတစ်ကိုပြုလုပ်သွားရန်စီစဉ်နေပြီး ၎င်းအတွက်ပြည်သူအသံဟုဆိုကထောက်ခံသူများဖြင့်ဟွာဒါဖြန့်လာခြင်းဖြစ်ပါသည်စစ်ကောမရှင်သည်ရွေးကောက်ပွဲကိုလက်မခံကန့်ကွက်သည့်မြောက်ပြည်မြို့နယ်ပြည်သူများအပါဝင်နိုင်ငံတော်ဝန်ရှိလူငယ်များကိုလည်းရွေးကောက်ပွဲဥပဒေဖြင့်အမှုဖွင့်ဖမ်းဆီးနေသည့်အပြင် KNU အပါဝင်တချို့သောအီအာအိုများကိုမတရားအသည့်နှင့်အကြံဖက်အဖွဲ့ဖြင့်တတ်မှတ်ထုတ်ပြန်ကစစ်ရေးအရလဲထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပါသည် စစ်ကောင်မရှင်ကကျင်းပမဲ့ရွေးကောက်ပွဲအတူတည်၎င်းတို့၏အာဏာသိမ်းမှုကိုတရားဝင်ဖြစ်စေရန်နှင့်ထွက်ပေါက်ရရှိစေရန်ရည်ရွယ်ပုံဖော်နေသောအထူးရောက်ရွေးကောက်ပွဲသာဖြစ်ခြင်းကြောင့်ကုလသမဂ္ဂအာဆီယံနှင့်နိုင်ငံအသီးသီးတို့မှဆက်လက်ခန့်ကွက်လျက်ရှိပါသည်။ဆက်လက်ပြီးအာဆီယံရဲ့မြန်မာအရေးအထူးကိုယ်စားလှယ်အဖြစ်နိုင်ငံသားရေးဝန်ကြီးကိုဖိလစ်ပိုင်ခန့်အပ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါသည်။လာမယ့်နှစ်အာဆီယံဥက္ကဋ္ဌရာထူးကိုဖိလစ်ပိုင်ကလွှဲပြောင်းယူတော့မှာဖြစ်လို့မြန်မာနိုင်ငံရဲ့အကြက်တဲကိုညီညွတ်စွာဖြည့်ရှင်းနိုင်ရေးဆောင်ရွက်ဖို့အတွက် နိုင်ငံခြားရေးဝန်ကြီးမာရီယာထရီဆာလာဆာရိုကိုအထူးကိုယ်စားလှယ်ဖြင့်ခန့်အပ်ကြောင်းသမရဖာဒီနန်မာကော့စ်ဂျူနီယာကနိုဝင်ဘာလ14ရက်မှာကြေညာလိုက်ပါတယ်။2026ခုနှစ်အာဆီယံဥက္ကဋ္ဌရာထူးတာဝန်ယူမှုအပေါ်စတင်ကြေညာတဲ့အခမ်းအနားမှာမာကော့စ်ကဖိလစ်ပိုင်နိုင်ငံအနေနဲ့ငင်းရဲရင်နဲ့တည်ငြိမ်ရေးကိုဆွေးနွေးမှုနိုင်ငံတကာဥပဒေကိုလိုက်နာမှုနဲ့သမတ်ယူကြနေသမတ်ယူကြမဟုတ်တဲ့လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေမှာဘူပေါင်းဆောင်ရွက်မှုမြင့်တင်ရေးတို့ကတက်စင်ဆက်လက်ဦးဆောင်သွားမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ ဒေတာရင်းငင်းချမ်းရေးတည်ငြိမ်ရေးနဲ့ဆွေးနွေးရေးကိုဖော်ဆောင်တာဟာအာဆီယံရဲ့အခြေခံမှုတွေချစ်ချည်ရေးနဲ့ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်နဲ့ကုလသမဂ္ဂဗြိညင်စာတမ်းတို့အပေါ်အခြေခံထားတယ်လို့သူကဆိုပါတယ်။ငင်းချမ်းရေးနဲ့တိုးတက်မှုရှိရေးအတွက်အင်အားတရအဖြစ်ကမ္ဘာတိုင်းဝိုင်းမှာအာဆီယံက၎င်းရဲ့အခမ်းအခနာကိုပို့မှုခိုင်မအောင်ပူးပေါင်းဆောင်ရွက်မှုနဲ့အပြန်လည်နားလည်မှုကတစ်ဆင့်လှုံ့ဆော်တယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်လို့မာကော့စ်ကပြောပါတယ်။ဒီစိတ်ဓာတ်ကိုအခြေခံပြီးကျွန်တော်တို့ဟာအတွင်းရေးမှု မာရီယာထရီဇာလာဇာရိုကိုဖိလစ်ပိုင်နိုင်ငံရဲ့မြမအကြီးဆိုင်ရာအထူးကိုယ်စားလှယ်ဖြင့်ခန့်အပ်ကြောင်းဝမ်ပန်းတတကြီးညာပါတယ်လို့သူကဆိုပါတယ်။အထွင်းရေးမှုလာဇာရိုအနေနဲ့သူမကိုပေးအပ်ထားတဲ့တာဝန်နဲ့အာဆီယံရဲ့ဘုံသဘောတူညီချက်၅ရပ်ကိုလမ်းညွှန်မှုယူပြီးမြန်မာပြည်သူတွေကိုထောက်ခံအားပေးဖို့အတွက်အပြုသဘောဆောင်တဲ့မူဝါဒကိုအခြေခံတဲ့အားလုံးပါဝင်တဲ့ချင်းကပ်မှုကိုယူဆောင်လာမယ်လို့ယုံကြည်ကြောင်းမာကော့စ်ကပြောပါတယ် ဆက်လက်ပြီးမကွေးထောင်တွင်ကျန်းမာရေးစောင့်ရှောက်မှုလုံလောက်စွာမရရှိသော နိုင်ငံရေးအကျဉ်းသားတအူအပါဝင်6ဦးတပ်ဖြတ်ခံရပြီး40ဦးညှဉ်းပန်းနှိပ်စက်ခံရကနိုင်ကျင်းများကိုဖိနှိပ်မှုပုံမိုဆိုးရွားလာတယ်ဆိုတဲ့တင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မကွေးတိုင်းမကွေးထောင်တွင်ကျန်းမာရေးစောင့်ရှောက်မှုလုံလောက်စွာမရရှိသော နိုင်ငံရေးအကျဉ်းသားတအူအပါဝင်6ဦးတပ်ဖြတ်ခံရပြီး40ဦးညှဉ်းပန်းနှိပ်စက်ခံရကနိုင်ကျင်းများကိုဖိနှိပ်မှုပုံမိုဆိုးရွားလာကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများခွင့်ရ PPNM မှဦးဆောင်ကော်မတီဝင်ကိုတိုက်ထွန်းဦးကသတင်းဌာနကိုပြောကြားပါရ2025ခုနှစ်အတွင်းမခွေးတောင်တွင်တက်ဖြတ်ခံရသည့်နိုင်ငံရေးအကျဉ်းသား၅ဦးကျန်းမာရေးဆောင်ရှားမှုလုံလောက်စွာမရရှိပြီးထိဆုံးသူနိုင်ငံရေးအကျဉ်းသားတက်ဦးထိဆုံးခဲ့ရပြီးညံပတ်နှိပ်စက်ခံရသူနိုင်ငံရေးအကျဉ်းသား၄၀ဦးထိရှိလာပြီဖြစ်ကြောင်းသိရပါရ။ထို့ပြင်စစ်တပ်လက်အောက်ရှိအကျဉ်းဦးစီးဌာန၏ညွှန်ကြားရေးမူလာချိန်၌နိုင်ငံရေးအကျဉ်းသားကိုဟိန်းပွင့်လက်မှ ကွေးထောင်တွင်း၌ဖြစ်ပေါ်နေသောဖိနှိပ်မှုများအားတင်ပြခဲ့သည့်ကိုအညိုထား၍ညွှန်ကြားရေးမှူးပြန်သွားချိန်၌ထောင်အနာပိုင်များမှကိုဟိန်ဝင့်လက်အားတိုက်ပိတ်ပစ်ဒဏ်ကိုပေးခြင်းတို့လှုံ့ဆော်ခဲ့ကြောင်းသိရပါသည်။2025ခုနှစ်ထဲမှာမကွေအကျဉ်းထောင်ထောင်ပိုင်အပါဝင်ထောင်ပိုင်လေးတွေကအစသူတို့ရဲ့အောက်ခြေမှာသူတို့ရဲ့စကားကိုလိုက်ပါဆောင်ရွက်နေတဲ့အကျဉ်းသားတွေအထူးသဖြင့်တခြားရာဇဝတ်အကျဉ်းသားတွေကိုသူတို့ကယာတူအစဉ်စစ်ခန့်အပ်ပြီးမှနိုင်ငံရေးအကျဉ်းသားတွေကိုတီချာဖိနှိပ်မှုတွေပို့ပြီးဆောင်ရွက်လာတာတွေ့ရပါတယ် ဒါပြင်နိုင်ငံရေးအကျဉ်းသားတွေတမကတခြားထောက်ကရောက်လာတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုပါထောင်ဝင်ဝမှာပါရိုက်နှက်တာရိုက်နှက်ပြီးမှလက်ခံတာဒါမျိုးတွေကိုခက်စိတ်စိတ်လှုပ်လာတာတွေ့ရပါတယ်ဟုခိုးတိုက်ထွန်းဦးကသတင်းဌာနကိုပြောပါတယ်။ထို့ပြင်လက်ရှိထောင်အာဏာပိုင်များသည်နိုင်ငံရေးအကျဉ်းသားများအပေါ်အလုတ်ကျန်းနှင့်ထောင်ဒဏ်ချမှတ်ထားခြင်းဖြစ်သည်ဟုဆိုကာတောင်ရလုံငန်းအပါအဝင်ညောင်တူးမြောင်ဖော်လုပ်ငန်းများကိုစင်ဆက်မပြတ်ခိုင်းစေလျက်ရှိသည့်အပြင် အချင်းဦးစီးအရာရှိများသည့်မကွေးထောင်အတွင်းရှိနိုင်ငံရေးအကျဉ်းသားများကိုတာမကထောင်ပြောင်းဖြင့်ရောက်ရှိလာသည့်နိုင်ငံရေးအကျဉ်းသားများကိုပါထောင်ပူပွား၌ရှိုင်းနှံ့နေဆဲဖြစ်ကြောင်းသိရပါသည်လက်ရှိချိန်ထိဒုတိယထောင်ပိုင်းတန်းကြော်တင်တဲ့ဦးစီးမှုဝင်းထွန်းတို့သည်အကျဉ်းသားများ၏လှုပ်အားကိုကိုကျိုးအထွတ်အသုံးပြုလျက်ရှိသည့်အပြင်ခေါင်းစဉ်အမျိုးမျိုးတက်ကအကျဉ်းသားများထံမှငွေချေးများကိုတောင်းခံလျက်ရှိကြောင်း PPNM ထံမှသိရပါသည် ီလိုမျိုးအခြေအနေကိုကျွန်တော်တို့တွေရောနိုင်ငံတကာအနေနဲ့ရောဂရုစိုက်မှုမရှိဘူးဆိုရင်ဒီအရှိမှလည်းမကွေးထောင်ကနိုင်ငံရေးအကျဉ်းသားတွေကိုတပ်ဖြတ်မှုတွေဒီနှစ်ထဲမှာပဲဖြစ်ခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်တို့ပိုပြီးမှဖိနှိပ်မှုတွေများလာနိုင်တဲ့အခြေအနေဖြစ်ပါတယ်ဒီလိုမျိုးမဖြစ်ဖို့အတွက်မကွေးဒေသတွေမှာတော်လန်ရေးဆင်နွှဲနေကြတဲ့တော်လန်ရေးတပ်တွေကအစားလက်နက်ကိုင်အင်အားစုတွေကအစားမကွေးအကျဉ်းထောင်ကိုပို့ပြီးမှအာရုံစိုက်ပေးကြဖို့လိုအပ်တယ်။ဘာလို့လဲဆိုတော့ထောင်ထဲမှာအုပ်ချုပ်နေကြတဲ့အချင်းဦးစီးဝန်ထမ်းတွေကသူတို့ကိုမထိခိုက်သရွေ့ ထောင်တွင်ဖိနှိပ်မှုတွေကိုမရက်တံဘူးဆိုတဲ့အခြေအနေမျိုးတွေခက်စိတ်စိတ်တွေ့ရတယ်။ဒါကြောင့်မလို့ကျူးလွန်နေတဲ့သူတွေအပေါ်မှာထိရောက်တဲ့တရားမျှတမှုပြန်လည်ဆောင်ရွက်ရေးတွေကအရေးကြီးတယ်လို့ပြောကြမှာတယ်ခမဟုကိုတိုက်ထွန်းဦးကပြောဆိုပါတယ်။ကျမတဲ့တဲ့ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။